လစားချင်တယ်လို့တောင်းတိုင်းလီလီယာကလက်မခံတယ်ဘူးအတော့ပြန်ရှိတာပါလို့ပြန်ပြန်ညင်းတတ်တယ်လီလီယာကသူ့အပေါ်မှာတစုံတယောက်ကပေးလာတဲ့ကောင်းတာကိုဖြစ်ဖြစ်ဆိုးတာကိုပဲဖြစ်ဖြစ်တောက်ပြန်နေရှိတဲ့အကျင့်နဲ့မိမတယောက်ပေါ့ဥပမာအိမ်တိုင်ရနေအိမ်လုံးမို့တခုလာပြီးလီလီယာကသူ့အိမ်ကနေမရှိရှိတာတခုမဟုတ်တခုကိုရှာကြံထည့်ပေးလိုက်တဲ့တာမျိုးတွေလုံးလို့ရှိတယ်လီလီယာအမြဲတမ်းပြောတယ် ဘယ်အရာမှလကိုင်းရတယ်ဆိုတာမရှိဘူးလေဟုတ်တာပဲတပည့်ငါပေးလာတယ်မဟုတ်တော့မှအလကားစားလို့မရဘူးလေစားကောင်းလိုက်တာကျေးဇူးတင်ပါတယ်နော်ဆိုတာမျိုးတော့ပြန်ပြောကြရတာမဟုတ်လားဒါကောင်းမွန်တယ်လို့လူတွေကသတ်မှတ်ထားတဲ့အကျင့်တွေမဟုတ်လားတချို့အကျင့်တွေကြတော့ဆိုတယ်လို့သတ်မှတ်လို့ရမြန်ရော လီလီယာသူ့ကိုနားကျအောင်လုပ်ဖူးရင်လဲမှတ်ထားတတ်ပြီးတော့ ထိုက်တန်မယ်လို့သူထင်တဲ့အရာကိုပြန်ပေးတတ်တယ်။အဲ့လိုပြန်လုပ်ပြီးတိုင်းလီလီယာပြုံးပြုံးလေးနဲ့ကြေပြီလို့ပြောတတ်တယ်။လီလီကိုအဲ့လိုအကျင့်အမကောင်းဘူးလို့လူတိုင်းလူလောကဆုံးမကြတာပဲ။လီလီမိဘတွေလီလီဆရာမ လီလီဆွေမျိုးတွေစသဖြင့်ပေါ့။ညတော့မှတော့လီလီကဟုတ်ကဲ့လို့အမြဲပြောပြီးတော့ဘယ်တော့မှသူ့အကျင့်မပြင်းဘူး။ကြီးလာတော့ပိုဆိုးတယ် ငါကြိုက်လို့ပြိုးထောင်ထားတဲ့အကျင့်မို့မပြေနိုင်မှုတယ်လေလီလီမှာတိတ်ချစ်ရတဲ့ကောင်းလေးရှိတယ်လီလီကသူ့ကိုတိတ်ချစ်တာပဲလီလီရဲ့တခြားသောဘယ်ကြီးစားနဲ့မှမတူတဲ့အချင်မျိုးနဲ့ချစ်တာနင့်ကောင်လေးကနင့်ကိုချစ်လားလီလီလို့မေးတယ်။ "तू လား။ငါ့ကိုတိတ်ချစ်တာဗောလို့ရေရုံကြီးကြီးဖြေးလေးရှိတယ်။အဲ့လိုဖြေးနေချိန်တိုင်းလီလီမျက်လုံးတွေကြဲကလေးတွေလိုလင်းလန်းလို့လီလီနဲ့သူ့ကောင်လေးကလူချင်းတိတ်ပြီးတွေ့ရလိမ့်မရှိဘူး။ ။ online ပေါ်မှာနေတိုင်းစကားပြောပြထားလို့ရင်ပေါ့။ပြောတာပြောတာပါ။ဘာလုပ်နေလဲ။ချစ်တယ်နော်ဆိုတာလို့ရင်လီလီတို့ဆောင်မှာဘာမှမပြောစရာရှိမနေဘူးလေ။လီလီကတော့ပြောစရာမရှိတာမဟုတ်ပါဘူး။ပြောနေကြဖို့မလိုလိုပါလို့အများရန်ပြောတတ်တယ်။လီလီကသူ့ကောင်လေးကိုစိတ်ဆိုးနေတာရှိတယ်။အဲ့ဒါသူ့ကောင်လေးစီကတခုခုလက်ဆောင်ရတိုင်းသူပြန်ဝယ်ပေးတဲ့လက်ဆောင်လေးကိုကြတော့ကောင်လေးကမယူတဲ့အမှုပေါ့။ လီလီကလည်းကောင်းလေးကြမှာတမျိုးကြုံရင်ကြုံတယ်လို့တခုခုဝယ်ပြီးဒီတိုင်းပေးတက်လိုက်တာမျိုးမဟုတ်ပဲအတုံးဝင်မဲ့ဟာတကယ်တုံးမဲ့ဟာဟိုမှာဝယ်ပြီးကျင်တက်တော့တွားတွားမိတိုင်းဟိုကညင်းလွတ်တာပေါ့အဲ့လိုညင်းလွတ်တိုင်းသူပွားစီပွားစီနဲ့မြည်တွန်တောက်တင်းနေတာကြီးပဲဒါပေမဲ့ကုတလော်တော့လီလီတိတ်ဆိတ်လာတယ်သူ့ကောင်လေးစီမှာနောက်ထပ်နောက်ထပ်တော့လီလီများစွာရှိနေကြအောင်ကိုလီလီတွေ့သွားပြီတော့နောက်ပေါ့ဒါပေမဲ့လီလီကသူ့ကောင်လေးကို ဘာမှထုတ်ပြီးမမေးဘူးနေပါစရာလို့ရင် तू ပြောလာမှာပေါ့ဆိုတဲ့စကားနဲ့ထိတ်တန့်ရင်ဆိုင်လိုက်ဖို့ပဲအမြဲတမ်းရှောင်နေခဲ့တာငါသိပြီသားပဲဟာဘာဖြစ်လဲအစရရာသူ့ကိုငါမလိုချင်ပါဘူး तू ကငါနဲ့အတူရှိနေလို့မရဘူးလေလို့လဲရှင်းပတ်အပြဲချင်းနဲ့ရေပြပြီးပြောနေခဲ့တာလီလီပြောင်းလဲမှုတွေကိုသူ့ကောင်လေးကသိလို့မေးရင်တော့ဘာမှမဖြစ်ဘူးဘာညာနဲ့ပဲအမြဲတမ်းရှောင်ပြေးနေခဲ့တာ လီလီယာတက်တီကောင်းတယ်လို့လို့နဲ့တကယ်တော့တရေဘောကြောင့်နဲ့မကြောက်မှပဲငါဘောမှာနေမရှိလို့မရဘူးလို့ဘယ်တော့မှဝင်မခံတတ်ဘူးလေလီလီယာအေးဆန်လာတဲ့သူ့အခြေအနေကိုတခုပြီးတခုနဲ့အစားထိုးဖို့ကြံတယ်တခြားမျိုးသားတွေနဲ့တွေ့ရင်လိန်ဆက်ဆန်တယ်သူ့ရင်ထဲကကွက်လက်ကြီးကိုဘာရီနဲ့မဆိုထိုးတိတ်ဖြစ်ဆက်ပြီးတော့အစားထိုးဖို့ကြံတယ်ဘလတ်ဟိုးကြီးလိုပဲဘာနဲ့မှမပြည့်ပြန်ဘူးလို့စိတ်ပြက်လက်ပြက်ရင်ပြောတယ် လီလီယာမျက်ရည်အလက်ကျစ်ရှိတယ်။လီလီငိုရင်သူ့ပါပုံမျက်ရည်စီကြတဲ့တခြားမှာ အနေပြင်တွေထလာတတ်တာ။လီလီမျက်နှာအခုတလုံးမှာအမြဲတမ်းနေရဲရောင်ကိုင်းနေတတ်တယ်။လီလီလက်မှာဓာရရီဆိုတာဘလက်ဘွားပဲ။တွေးရီစွန်းနေတဲ့အိယာခင်ကိုလည်းမလဲပြစ်တယ်လို့ကြုံတယ်လို့ပြစ်ချတာတဲ့ပရိတ်သားတွေလည်းလီလီအခန်းအကျမ်းမြုံမှာအနှံ့မယ်။ခြေပွားတွေဓာရှာသွားလဲလီလီကဒီတိုင်းဆက်လျှောက်သွားနေတာပဲ။ လီလီတကူလုံးရုပ်ပြဆင်ပြနဲ့ဆုတ်ပြတ်တယ်လို့နေရံပေါ်မှာသူ့လက်ကိုလှီပြီးစရီရေးတယ်ပြန်လာဖို့တောင်းပန်နေတဲ့စရီအများကြီးပဲနေရံနဲ့ပြည့်လူနေပါပဲဒီလိုလိတ်ခဲတဲလဲချင်နေယူလီလီယာရှောင်ပြေးနေပြီမဲ့လီလီကောင်လေးကအယားယားကိုသူ့ဘက်ကပဲစပြီးရက်ဆိုင်တယ်လီလီစီကိုသူ့မလာတော့သူ့နှလုံးသားကိုအဲ့ဒီမျိုးသမီးစီကို ပေးလိုက်ပြီလို့ကောင်လေးကစပို့လိုက်တော့လီလီအောင်ငိုတယ် နာနာချင်းချင်းပြီးတော့ရှိုက်ကြီးတင်ငယ်ဒံရရနေတဲ့တာရဲတရိဆန်ကြီးတကောင်ဒေါသတချင်းကြီးတွားရုံးကန်နေတယ်လို့မျိုးကြမ်းပေါ်မှာလူးလိမ်ပြီးတော့ငိုတာနေရငှောက်ကိုအဲ့လိုအေးအေးဆန်နှလုံးသားကိုပဲပေးခဲ့တာလားလို့လဲငုံငုံမင်းမင်းနဲ့ကောင်လေးကိုပြန်မေးပေးမယ်ကောင်လေးကတော့အွန်လိုင်းပေါ်ကနေထွက်သွားခဲ့ပြီလီလီယာကကောင်လေးကိုဖုံးဆက်ဖို့ကြိုးစားပေမဲ့တဆက်ဆက်တုံနေတဲ့လက်တွေကြာနေဖုံးကရှော့ချသွားတယ် လီလီကိုရိုင်းလည်းစမ်းပြေပုံမှာကြိုးပြတ်သွားတဲ့ရုပ်သေးတစ်ခုလိုကြိုးကြည့်ခွေးခေါက်နေခဲ့တယ်။အဲ့ဒီနောက်ပိုင်းလီလီကိုကြည့်ရတာငြိမ်သက်လွန်းတော့ကြောက်စရာတောင်ကောင်းနေတယ်။လီလီကမငိုတော့ဘူးပြီးတော့ရယ်လည်းမရယ်ဘူး။လီလီမျက်နှာကြောက်သားပတ်ဖို့တစ်ခုလိုအပြင်လိုက်ကြီးအေးဆက်နေတယ်။တရက်တော့အိမ်ကနေလီလီပျောက်သွားတယ်။ဘယ်သူမှလိုက်မရှာပါဘူး။လီလီပျောက်သွားလို့ပျောက်သွားမှန်းတော့ဘယ်သူမှမသိကြတာ။ လီလီယာဒီလိုပဲပျောက်သွားခဲ့တာပဲကုတလောမှာအွန်လိုင်းပေါ်မှာစူညံနေတဲ့တရင်တဲ့ဘုတ်ကလက်ထက်ခါနေတဲ့ဒုသမီလောင်ပျောက်သွားတယ်တဲ့ပျောက်သွားပုံကခြေရလက်ရလုံးဝအဆရှာမတွေ့လို့လို့လူတွေဟာဒူလောဒူလောနဲ့သူတို့သားလောင်ဆိုတော့ယူမထက်ပဲသူတို့သမီးကိုမတွေ့ရတဲ့ကသူ့ရော်ရော်ဆေရော်ကလဲပြူကြလို့သူ့ကိုကြည့်ရတာစုပ်ပြတ်တဲ့နေတဲ့အယုတ်တယုတ်လို့ဖြစ်နေလို့မြင်သူတိုင်းဟာစုပ်တက်တက်နဲ့တနာကြတယ် ကောင်လေးကဆုံးရှုံးကြည့်လိုက်တာလို့လဲတီတူတီတူပြောကြတယ်လီလီကောင်လေးကလီလီအခန်းတကားဝါကိုရောက်လာတယ် sorry အခုတော့လီလီကောင်လေးမဟုတ်တော့ဘောလီလီယာသူ့အခန်းတော့ကိုမလဲထားခဲ့လို့ကောင်လေးစီမှာရှိနေတဲ့တော့အဟောင်းနဲ့ဖွင့်ဝင်လို့ရတယ်လူမနေရကြတဲ့လီလီအခန်းကလီလီပျောက်သွားတော့ကအတိုင်းပဲကျမ်းမြင်ပေါ်မှာဓာတ်သွားတွေသွေးဆက်တွေ secret အတုံးနဲ့ပြာရီပဲပြည့်နေတယ် ပြီးတော့နိုင်ရံမှာမှတွေးနေရတဲ့စာရင်းစာရင်းထဲမှာတကူတဲ့သောစလုံးကြီးကြီးကိုစုပ်တန်နေရေးထားတယ်ဒီစလုံးရဖို့လီလီယာသူ့တွေကိုဘလောက်တောင်တုံးခဲ့လဲမသိဘူးစောင့်နေဒါရီယာလွှဲရင်ဘာမှမရှိဘူးကောင်းလေးကဒေါသတကြီးလီလီအခန်းထဲကနေထွက်သွားတယ်ပြီးတော့ရဲစခန်းကိုဖုံးဆက်တယ်ရဲတွေကလီလီအခန်းမှာခြေရှုပ်သွားကြတယ်ဒါမဲ့လီလီယာမော်ဆီယာမတယောက်လိုပဲ သူ့ကိုယ်သူဖျောက်ပြတဲ့နေရာမှာတိတ်ကိုတော်လုံးနေတယ်။ရန်နှင်းရကြတဲ့နောက်မှာလီလီကောင်လေးအခုတော့မဟုတ်တော့ဘူးပေါ့။လီလီကောင်လေးစီကိုပါဆယ်ပုံးတစ်ပုံးရောက်လာတယ်။ပါဆယ်ပုံးကိုဖွင့်ကြည့်ပြတာနဲ့ကောင်လေးကထိတ်လန့်ကြတွန်းလှုပ်ပြလိုက်တယ်။ကျမ်းမြင့်ပုံးလွင့်စင်ထွက်ကျသွားတဲ့ပါဆယ်ပုံးလေးကနေထွက်ကျသွားတာတွေကရေခဲတွေနဲ့ခဲထားတဲ့သူ့နှလုံးသားကြီးပဲ။ကောင်လေးရဲ့လက်ထိုင်မှာ လေးလေးလည်ရည်နဲ့စားကြည်ပြီးတဲ့